ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ညီမလေးပုနင်ချွေးမလေးညောင်လုံးကလာမင်းလေးလိုပဲတယောက်တစ်မျိုးစီလှနေကြတာပဲအမလီအဲ့လောက်လည်းမမြောက်ပါနဲ့ငါချွေးမလေးတွေကိုမကောင်းတာတွေပြူစားမိကောင်းမအောင်မဲချွေးမလေးညောင်လုံးကြီး ဆန်အိုးလေးကိုပဲခြေတော့လေးနဲ့ထိပ်ပြီးအစင်လာပြီးမြောင်လောက်ပြီးတော့အထဲဝင်လာခဲ့ကြတော့နော်ချွေးမတဲ့နှစ်ယောက်လုံးကဗိန်းချင်းနဲ့ခွက်လေးကိုထိပ်ပြီးအစင်လာကိုပြီးမြောင်လှုပ်လိုက်ပြီးတော့အိမ်လေးကိုဝင်လိုက်ပါလေသူတို့ဝင်တော့တော့အိမ်မာလာတဲ့အိမ်သေးလေးကလည်းပန်းချင်းပြီးတော့လှက်လိုက်လေးလေးနဲ့ဂျူဆူကြပါလေချွေးမလေးလှလာနဲ့မြမြလူကြီးတွေကိုလိုက်ကတော့ပြီးကောင်းချီဆုမွန်နဲ့ယူလိုက်ကြပါအောင်ကွယ် စင်းရတဲ့အင်္ဂါလာတဲ့ချွေးပါကြီးလှလာကတယောက်ပြီးတယောက်ကိုလိုက်ကြတော့ပြီးကောင်းကြီးစုမွန်တွေယူပေးမယ်ချမ်းသာတဲ့အင်္ဂါလာတဲ့ချွေးပါလေးမျက်မြကတော့ဒီတိုင်းပဲမတည့်ရက်လိုက်နေကြည်နေပါတယ်အဲတော်ဘူးနင်ချွေးမငယ်လေးကခားရပါရနားနေလားဒီတိုင်းပဲမတည့်ရက်ကြည်နေတယ်ဟောလူကြီးတွေမကတော့ဘူးတဲ့လားမျက်မြရေလူကြီးတွေကတော့ပြီးကောင်းကြီးစုမွန်တွေယူလိုက်ပါအောင်နော်ဒါအလွန်အရေးကြီးတဲ့ဆင်လာတစ်ခုပဲအမေရဲ့ ကျမအလွန်စိတ်ကြည်ပြီးလေးတဲ့လက်ဝတ်ရတနာနဲ့ဝတ်ဆောင်ဝတ်ထားတယ်။ဟိုဆင်းရဲတဲ့အမိတ်ချွေးမလေးလို့ဈေးပေါ်တဲ့အဝတ်ဝတ်ထားတာမဟုတ်ဘူး။ဒီတော့ဒီလိုလေးတာဝတ်ထားရတော့သမီးကတော်တော်လေးလဲညောင်းနေပြီ။ပြီးတော့ဒီလိုလေးတဲ့ဝတ်ဆောင်ကြီးနဲ့ဘလို့ဥညွတ်ရမလဲပြော။ဟဲ့ချွေးမရဲ့ဒါအစင်လာတစ်ခုလေလိုက်နာရမယ်လေ။ဒီကဘာမှာဒီလိုဝတ်ဆောင်ဝတ်တာလဲချွေးမမြမြတယောက်ထဲမှာမဟုတ်တာပဲ哦။ငါချွေးမလေးတုန်းကဆိုလေမြမြထက်လေးတဲ့ဝတ်ဆောင်နဲ့လက်ဝတ်ရတနာတွေဝတ်ခဲ့ပေမဲ့အကုန်လုံးကတော့ပြီးကောင်းချီးယူခဲ့သေးတယ်။ မြမြလို့တော့ပါစင်ချီမကမပေးခဲ့ပါဘူးကွယ်။ဘာမှမဖြစ်ပါဘူးချွေးမလေးမြမြ။သမီးပြောတာနားလည်ပေးနိုင်ပါတယ်။မမစင်ရေမနေ့ပြန်ကြချွေးမလေးတွေရဲ့မျက်နှာပြတဲ့အစင်လာရှိရဲ့လေ။အဲကြရင် သူကတော့ပြီးလူကြီးတွေစီကကောင်းချီးယူပါလိမ့်မယ်။သမီးလေးအေးအေးရေနေ့မရင်းညလုံးခေါ်သွားလိုက်ပါအောင်ကွယ်။နောက်ထပ်အစင်လာတွေလောက်ရအောင်မယ်။လက်လာနဲ့မြမြတို့စူပါဘောသွားထိုင်နေပါလေ။အဲ့ဒီချိန်မှာခလေးတယောက်ကမြမြပေါင်ပေါ်လာထိုင်ပါလေ။ ဟဲ့ကလေးညကဘသူလဲဘာလို့ငါ့ပေါင်ပေါ်လာထိုင်နေရတာလဲထထထဖယ်သွားစမ်းမဖယ်ဖယ်ဖယ်မြမြဒါလောက်ရမဲ့အစင်လားတခုပဲအိမ်ရငယ်ဆုံးမဟုတ်ရင်နင်တို့ရဲ့မှတ်လေးတယောက်ကပေါင်ပေါ်ထိုင်ရတာလေအဲ့ဒါဆိုချွေးမတွေကကလေးမြမြရပါစေဆိုတဲ့သဘောမျိုးနဲ့ပေါ့ဒလောက်လေးတဲ့ဝတ်ဆောင်ဝတ်ထားရလို့စိတ်တွေရှုပ်နေပါတယ်ဆိုမှဒီကလေးကလည်းငါ့ပေါင်ပေါ်မှာမလာထိုင်နေရသေးလားဟဲ့ကလေးလေးဒီကနေထသွားစမ်းမငါပါကလေးမမြင်မြင်မရချင်းဦး မြမြကအလှူပြောပြီးကလေးကိုတွန်းလိုက်တော့ကလေးလေးဝန်းနေတော့ပြီးတော့မြမြပေါင်ပေါ်ကနေထားသွားပါတယ်။ပြီးတော့လှလှရဲ့ပေါင်ပေါ်သွားထိုင်ပါတယ်။ကလေးရဲ့နာမည်ကဘလို့ခေါ်ရလဲ။မကျွန်တော်နာမည်ကမောင်ဆိုးပါ။ကျွန်တော်အသက်ကတော့12နှစ်ပါ။ပြီးတော့ကျွန်တော်ကအမရဲ့မတ်အငယ်ဆုံးလေးပါ။အကုန်လုံးကပြောကြတယ်။ကျွန်တော်မကြီးကကျွန်တော်အတွက်ချောကလက်တွေအများကြီးယူလာခဲ့ပြီးမားတယ်။ဗမာလေးချောကလက်တွေ။အခုတော့အမစီမှာချောကလက်တွေမပါလာသေးဘူး။ဒါပေမဲ့ညနေကြာမတ်လေးအတွက်ချောကလက်အများကြီးယူလာပေးခဲ့မယ်လို့ကတိပေးရနော်။ ဒေါ်ပုတိအောင်ချမ်းသာတဲ့အင်္ဂါလာတွေချွေးမလေးနဲ့စင်းရဲတဲ့အင်္ဂါလာတွေချွေးမလေးရဲ့လှုပ်ပုံတွေကိုဘာမှမပြောဘဲဒီတိုင်းပဲကြည်နေပါတယ်။အစင်လာတွေလှုပ်လို့ပြီးပြီးချင်းမှချွေးမတဲ့နှစ်ယောက်လုံးသူတို့ရဲ့ကိုယ်စီအခန်းလေးကိုဝင်သွားပါတယ်။ဒီနေ့ဟာချမ်းသာတဲ့အင်္ဂါလာတွေချွေးမလေးနဲ့စင်းရဲတဲ့အင်္ဂါလာတွေချွေးမလေးရင်ရောက်ခမအိမ်မှာပထမဆုံးရပိတ်ဖြစ်ပါတယ်။ခုနှစ်နာရီလဲထိုးနေပြီ။ဒီနေ့ဟာသူတို့နှစ်ယောက်ရဲ့ပထမအူဆုံးနေ့ပဲ။ ပထမဦးဆုံးကျင်ထမင်းချက်ရမယ့်အစင်လာလဲလောက်ရအောင်မှာဆိုတော့သွားနှုတ်လိုက်ပါမယ်လေ။ဒေါ်ဘူးကပထမဦးဆုံးသူ့ချင်းမကြီးလှလာခန့်ကိုဥတီသွားခဲ့ပါရယ်။လှလာကဒေါ်ဘူးအခန်းတကာမှာခောက်ခင်ပါပြီးရေမှုချိုးလာရီပြင်ပြီးအခန်းတကာပွင့်လာပါရယ်။သူ့ယောက်ခမကိုတွေ့တော့ချက်ချင်းချက်တော့ကိုထီပြီးကောင်းကြီးစုမွန်တွေယူပါရယ်။အသက်ရာကျော်ရှည်၍အိမ်တော်ရေးအမြဲတည်တတ်မှစေကွယ်။အမလေးငါချွေးမလေးကငါမနှိုးခင်မဲ့ထနေပြီးသားပါလား။ဟုတ်တယ်အမေး။ တမိ6နိုင်တည်းကနိုးနေပြီးသားပါဒီနေ့ဒီမှာပထမဆုံးချိန်ထမင်းချက်ရမယ့်အစင်လာလဲလှုပ်ရအောင်မလားတခြားအလုပ်လေးတွေလည်းအများကြီးလှုပ်ရမယ်လေတမိပါတွေလှုပ်လိုက်ရမလဲဆိုတာအမေပြောပါအောင်တမိလေးကိုကြည့်ကြည့်ပြီးတော့အမေရွေးချယ်မှုမှန်သွားပါလားလို့လေတမိကိုချွေးမကြီးဖြစ်ရွေးလိုက်လို့ကုကုကုချီးကျူးမိတယ်ပထမဆုံးချိန်ထမင်းချက်ရမယ့်အစင်လာလဲလှုပ်ရမယ့်အချိန်ကလည်းလိုသေးတယ်အဲ့ဒီအစင်လာလေးမလှုပ်ခင်ဖခင်အရင်သွားရှိခိုးလိုက်ပါအောင်ချွေးမလေးအမေကတော့မျက်မျှလဲထနေပြီလားဆိုတော့သွားကြည့်လိုက်ပါအောင်မယ် ။စင်းရဲတဲ့အင်ကလာတဲ့ချင်းမလေးကတော့ဖျားကန်းနဲ့ဝင်ပြီးတန်ရှင်းရည်တွေလောက်ကဖျားရှိခိုးနေပါရဲ့။ဒေါပုကတော့မြမြအခန်းရှိမှအချင်းအကြကြီးတကားခေါင်နေပါရဲ့။မြမြရေမြမြဒီနေ့ပဲတလဆာအိတ်ဖို့တွေးထားလေသလား။ဧည့်သည်တွေရောက်တော့မှမို့မြမြထပါတော့တကားခေါက်တာတော်တော်လေးကြာနေပြီ။ချွေးမငယ်လေပထမဆုံးထမင်းချရတဲ့ဆင်လာလောက်ရအောင်မယ်လေ။ဒေါပုကတကောင်းကြီးခောက်ပြီးအတန်ကျဲကျဲနဲ့အော်နှိုးတော့မြမြလေးစက်ပြီးအိတ်မပြောတော့တာနဲ့ထပြီးတကားဖွင့်လိုက်ပါရဲ့ ချွေးမငယ်လေးဘာရီလုံနေရလဲဒီနေ့ရခမအိမ်မှာနေ့ရပထမဆုံးရက်လေလှလတော်ထပြီးရေမိုးချိုအလှပြင်ပြီးလို့ဖះရအောင်ရှစ်ခိုးပြီးနေပြီသမီးမြမြတော့အခုထိအိတ်ကောင်းနေတော့မဲလားအမေကလည်းပထမရက်ဖြစ်တော့ဘာလုပ်ရမလဲသမီးအရင်အိတ်ချနေပြီအိတ်ရေးလည်းမဝသေးတာမဟုတ်ခဏလောက်အိတ်ခွင့်လေးတော့ပေးပါအောင်နော် သမီးအိမ်မှာဆို၁၀နိုင်လောက်မှထတာပြီးတော့ဒီအိမ်မှာလည်းအိမ်ဖော်တွေတလောက်များနေတာပဲဟိုသမီးထပြီးတော့ဘာလုပ်ရမလဲ အလူပြောပြီးမြမြသူရောက်ခမဒေါ်ပူရှိကတကားကိုပိတ်ချလိုက်ပြီးဆက်အိလိုက်ပါရယ်မြမြရဲ့ပထမဆုံးနေမှုဒေါ်ပူလည်းဘာမှမပြောဘဲလှွတ်ထားလိုက်ပါရယ်မနေ့ဆက်တက်လောက်ကြတော့မြမြရေမိုးချိုးပြီးအလှပြင်းကမိဖုကန်းလေးကိုဝင်လာလိုက်ပါရယ်ပထမဆုံးချိန်ထမင်းချက်ရမယ်ဆင်လာတော့ချွေးမနှစ်ယောက်လုံးချက်တက်တာလေးတွေချက်လိုက်ကြနော်တခုခုလိုအပ်ရင်လည်းအမေကိုလာခေါ်လိုက်နော်ဒေါ်ပူကတော့အလူပြောပြီးမိဖုကန်းလေးကနေထွက်သွားခဲ့ပါရယ် အာလူပူရီရဲ့မလိုက်နှုတ်ခဲချက်ရဲ့နှုတ်ခဲရဲ့အကျော်ပလော်လေးတွေချက်လိုက်ကောင်းမှထနေ။ "तू ကတော့တော်တော်ချက်တက်တာပဲ။ငါတော့အချက်ပြုတ်ဆိုဆန်ဝစ်တစ်ခုပဲကောင်းကောင်းလုပ်တတ်တယ်။ဒါပဲလုပ်လိုက်တာကောင်းမှထမရဲ့။တဖက်မှာတော့စင်းရဲတဲ့အင်္ဂါလာတွေချွေးမလေးလှလှကတော့ကျူးစားပန်းစားနေဟင်းတွေမှွေးနေအောင်ချက်နေတယ်လို့မြင်မြကတော့အင်တာနက်မှာဗီဒီယိုတွေရှာပြီးဆန်ဝစ်နဲ့ခေါင်းဆွဲတွေပြုတ်နေပါလေ။မြင်မြရေဘာတွေချက်နေလဲ။ ပထမဆုံးချင်းချက်ပြုတ်ရင်ဒါရင်မချက်သင့်ဘူးဆိုတော့မြင်မြမသိဘူးလားယင်ပေးပါအမမြင်မြကိုကူလောက်ပေးမယ်လေကူညီပေးစရာမလိုပါဘူးငါတော့ဒါမျိုးခစ်ဆန်ဆန်မဲ့ချက်ချင်တယ်ဒါမျိုးရှေးခစ်ဆန်တဲ့ထမင်းတွေငါမချက်ချင်ပါဘူးခဏလောက်နေတော့ချွေးမသိနှစ်အောင်လုံးချက်ပြုတ်ပြီးအေဒယ်ရီကိုကြွေးဖို့အတွက်ထမင်းဝိုင်းပြင်ပေးပါရယ်အိုးရင်းစားလို့ကောင်းအောင်ချက်ထားတာပဲဟုတ်တယ်မကြီးရေအားလုံးဘာမှပြောစရာမရှိအောင် စားကောင်းနေရောပဲရင်းစားကောင်းတာပဲ ဒီလိုအရသာရှိတဲ့စားစရာတွေမစားရတာတောင်တိုးကြနေပြီ။အဲဦးလေးတို့အန်တီတို့ဘာလို့လှလှချက်တာပဲစားကြတာလဲ။ကျမချက်ထားတာလေးလည်းမြည်ကြည့်ကြပါအောင်။ဟဲ့ပေါင်မုံနဲ့ခောက်ဆွဲတွေပဲချထားတာကိုပေါင်မြည်ကြည့်ရမလဲ။ဒါကိုစားချင်နေဆိုရင်ငါတို့အပြင်းနေပဲမှားစားလိုက်မှာပေါ့။ပထမအချက်ဒါပေါင်မုံမဟုတ်ဘူး။ဆန်ဝစ်လို့ခေါ်တယ်။ပြီးတော့နောက်တစ်ခုဒါရိုးရိုးခောက်ဆွဲမဟုတ်ဘူး။အကောင်းစားခောက်ဆွဲနဲ့ချက်ထားတာ။အကောင်းစားဟုတ်လား။ ငါတို့တော့နင့်ရဲ့အကောင်းစားတွေဘာမှမသိပါဘူးကွယ်။ဒါကြားတာနဲ့တိမ်ငါတော့စားချင်စိတ်တော့မရှိဘူးရဲ့။အော်ချမ်းသာတဲ့အိမ်ကလာတဲ့ချွေးမနဲ့စင်းရဲတဲ့အိမ်ကလာတဲ့ချွေးမတွေဟာအရန်ကွာခြားတာပဲဆိုပြီးလူတွေပြောနေကြတာတကယ်အမှန်ပဲလား။ကြည်အောင်တော်ဘူး။နင့်ရဲ့စင်းရဲတဲ့အိမ်ကလာတဲ့ချွေးမတွေကအရန်ကောင်းတာတွေချက်ကျွေးတော့ဘိုက်ကိုတင်းသွားတာပဲ။ဒါပေမဲ့ချမ်းသာတဲ့အိမ်ကလာတဲ့ချွေးမလေးကြပြန်တော့ပွဲရှာနေတယ်။နေမက်ကိုယ်တိုင်စားလိုက်ပါတော့မြမြရဲ့။ ချွေးမကြီးလလကျမလိုချမ်းသာတဲ့အိမ်ကမှမဟုတ်တာဘာများတက်နိုင်မှလဲစင်းရဲတဲ့ရက်ွက်မှာပဲနေပြီးကြီးပြင်းလာတာကိုထမင်းချက်တာပြင်ဘာရီများလောက်ခဲ့ရမှာတုံးအန်တီတို့စားချင်လဲစားမစားချင်လဲမစားနဲ့ပေါ့မြမြကအလိုပြောပြီးအိတ်ခမ်းရကထွက်သွားလိုက်ပါ रे သူရောက်ခမကတော့ဘာမှမပြောနိုင်မေးကြည်နေပါ रे ရှင်တို့တွေကလည်းဘာတွေပြောပြလဲမသိပါဘူးအစားတွေပဲစားကြပါချွေးမလေးလှလှရေးဧည့်သည်တွေကိုချက်ပြီးအဲ့ခန့်လိုက်ပါအောင်ကွယ် အမားတို့မြင်မြန်လေးစားကြပါပြီးရင်ချွေးမလေးတွေရဲ့မျက်နှာကြည့်တဲ့ဆင်လာလေးလှုပ်ရတော့မယ်ခဏကြာတော့မျက်နှာကြည့်တဲ့ဆင်လာစတင်ပါလေချွေးမကြီးနှစ်လာကတော့ဒေါ်ပူပေးတဲ့စာရီတွေလဝရတနာလေးကြီးတွေဝတ်ပြီးထိုင်မိမယ်ချွေးမငယ်မျက်ညာကတော့ဒေါ်ပူသဘောမကျတဲ့အဝတ်ဖြစ်တဲ့ခတူလေးနဲ့စာရီဝတ်ပြီးထိုင်နေပါလေအစင်လာကစတော့မှမဟုတ်ဒေါ်ပူကမျက်ညာကိုဘာမှကိုမပြောနိုင်မြန်ပါဘူးအေဒရီလိန်ဆူလာပြီးတော့တယောက်ပြီးတယောက်ချိမလေးကိုသာကြည့်ပြီးအစင်အလာဆင်းရင်းလိုက်ကြပါရဲ့ နာကြမှာလက်ဆောင်တစ်တာဖွင့်ကြည့်တဲ့ဆင်လာလေးကိုစတင်ဖို့လှုပ်ကြပါတယ်။ကျွေးမနှစ်ယောက်လုံးရဲ့တစ်တာကတော့အဝင်းစားတွေနဲ့ပြည်နေပါတယ်။အမရဲ့အဝါရောင်စားတွေလည်းအရှမ်းလာတာပဲ။ညီမကောလိပ်မှာနှုတ်ဆက်ပွဲသွားရင်ဝှစ်ချင်လို့ယူထားလို့ရလားယင်။ညီမလေးကအရင်ကြိုက်တာပဲလား။ယူလိုက်ယူလိုက်။ဒါလေးကညီမလေးနဲ့ဆိုတော်တော်လိုက်မှာပဲ။အမမြမြရဲ့အမရဲ့စားတွေအပြာလေးယူလို့ရလားယင်။နောက်အပတ်ညီမတငယ်ချင်းမင်္ဂလာဆောင်ကြရင်ဝှစ်ချင်လို့လေ။အပြာရောင်ဟုတ်လား။ ဲ့ဒါငါအရင်ကြိုက်တဲ့ဟာလေနင်လိုချင်တယ်ဆိုရင်အဲ့ဒီလိမ်မောရောင်တစ်ခုယူလိုက်လို့ရတယ်အပြားနင်းနဲ့လိုက်မှာမဟုတ်ဘူးမြမြလူတွေပေါ်တလောက်ရမ်းရမ်းဆန်းဆန်းပြုတ်မှုနေတာကိုအမေပါလို့ဘာမှမပြောတာလည်းမသိဘူးအေးပေါ့လေ तू ကချမ်းသာတဲ့မိသားစုကနေလာတာကိုငါသာဒီလိုပြုတ်မှုရင်အိမ်ကနေမောင်းထုတ်နေလာပြီငါမင်္ဂလာဆောင်ကလည်းခက်ခက်ခဲခဲနဲ့ဖြစ်ထားတာဆိုတော့မြမြဘာပဲလို့လို့ငါတော့စင်ချင်းမနေရမယ်ထင်တယ် ဒီပုံစံလေးနဲ့ပဲချမ်းသာတဲ့အင်္ဂါလာတဲ့ချွေးမလေးနဲ့စင်းရတဲ့အင်္ဂါလာတဲ့ချွေးမလေးရင်ပထမရက်ကကုံဆုံးသွားပါတော့တယ်။ညနေညစာစားပြီးတော့အိတ်တော့မဲ့အချိန်လောက်မှာဒုပုကအင်္ဂါလူတွေအကုန်စုခေါ်ပြီးအကုန်လုံးကညဝေပပပပလေးတွေဝှထားကြပါတယ်။မြမြကတော့သူ့ရောက်ကတိရှိမှပဲဟောင်းလျှော့ညဝေတွေနဲ့လာပြီးထိုင်လိုက်ပါတယ်။ဒါကိုမြင်တော့ရောက်ကတိကခေါင်းလေးငုံပြီးအိတ်ခန်းလေးကိုပြင်ဝင်သွားခဲ့ပါတယ်။ဒီလိုရင်းဖြစ်ကြမြင်ပြီးဒုပုတယောက်ကဒုသာမထိန်နိုင်မေးပောက်ကွေးပါတော့တယ်။ ချွေးမငယ်မြမြပေါက်ကရလောက်တာတွေကတော်ရုံပဲကောင်းနေနော်ဒီအိမ်မှာနေ့ရက်ပထမရက်ဖြစ်တာမို့မနဲ့တည်းကဘာမှမပြောပဲတိတ်တိတ်လေးနေနေခဲ့တာဒါပေမဲ့နေရတော့ငါတို့အားလုံးအရှက်ရအောင်ပဲလှုပ်နေတော့တာပဲကိုရောက်ကတိရှိမှပဲချွေးမဒီလိုတူတူပြပြဝတ်လာလေပြောစမ်းဒီပုံစံကဘာဖြစ်နေလို့လဲလူတွေညအိမ်ဝတ်တဲ့ဝတ်ဆောင်ပဲလေဘယ်ကတူနေလို့လဲတော်တဲ့မီချွေးမတနေ့လုံးဘာမှမပြောပဲတီးခံပေးခဲ့တာအခုတော့မရတော့ဘူးမောင်တို့ငါအရင်ကဒီလိုဖြစ်မှကြိုသီးလို့ ချစ်ပေးယူတာသဘောမတူဘူးလို့ပြောခဲ့တယ်မလား။နင်စိတ်ချမ်းသာအောင်ဒါငါလက်ခံပေးခဲ့တာ။ငါရဲ့ချွေးမကြီးလက်လောက်ကြည့်လိုက်။အယမ်းလိမ်မာတယ်။အပြုတ်မှုတွေလည်းဘာမှပြောစရာမရှိဘူး။စင်းရဲတဲ့အိမ်ကလာပေမဲ့သူ့အကျင့်အယမ်းကောင်းတယ်ကြည့်လိုက်။မနှက်ကလည်းမြမြအလုပ်တွေရောလက်လောက်တယောက်ထဲပဲလုပ်ခဲ့ရတာ။မြမြလုပ်လို့ပြောခံရတာတွေကိုလည်းပါတခွန်းမှမဟာပဲတိတ်တိတ်လေးနေခဲ့တာ။သူတော်အကြီးဖြစ်ပြီးဘာမှမပြောတာ။ဒီမြမြအငယ်ဖြစ်ပြီးကက်ကက်လန်ပြန်ပြောနေတော့တာပဲ။တား နင်တီလိုတွေပဲလုံနေမှာဆိုရင်သူ့ကိုခေါ်ပြီးထွက်သွားပြီးအိမ်ခွဲနေလိုက်တော့ငါအမေကိုအထင်လွဲခဲ့တာပဲအမေကချွေးမတွေကိုသမီးလိုပဲတန်းတူဆက်ဆန်တက်တဲ့သူတယောက်ပဲမဟုတ်သေးပါဘူးအမေကလည်းဟဲ့မြင်းမြနင်ဘာတွေလုံနေရလဲငါနဲ့အကုန်လုံးကြုံပြီးပြောပြထားတယ်မလားဘာလို့ဒီလိုတွေပြုံမနေရလဲငါတို့မိသားစုကိုရမ်းချက်တယ်ပြီးတော့ဘယ်တော့မှလည်းမခွဲနိုင်ဘူးကျေးဇူးပြုပြီးဒီလိုတွေထပ်မလုပ်ပါနဲ့ကြာရင်ကိုတို့နှစ်ယောက်ရဲ့ဆက်ဆံရေးပါပြက်ကုန်လိမ့်မယ် ။မောင်တူးနေတော့ပြပြောတာကြတော့မျက်မျက်တယောက်ကတော်တော်လေးတော့ကရောက်ပြီးကြောက်နံနေခဲ့ပါတယ်။ဒီလိုနဲ့နောက်ရဲရောက်တော့တော့ပြတယောက်မျက်မျက်ကိုရောက်ခမပြပြီးနေအရာအလုံးကိုတင်ပြပေးပါတယ်။ဒီလိုနဲ့မျက်မျက်လေးဖြည်းဖြည်းချင်းအချင်းကောင်းတွေရလာပြီးပြောင်းလဲသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။